မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါခုတင်ဆက်ခုတင်ဆက်ပေးချင်တာကတော့အနောက်ဆုံးရဘောလုံးသတင်းတိုတွေပဲဖြစ်ပါတယ်။မန်ယူသင်က Aston Villa အသင်းကိုသမား Martinez ကိုစတင်ချဉ်ကပ်မှုတွေပြုလုပ်နေပြီး Martinez နဲ့ Villa တို့က2029အထိစာချုပ်ချုပ်ဆိုထားပြီးမယ်။အခုຫນွေအတွင်းမှာ Martinez တဲ့ရောက်အသင်းကနေထွက်ခွာလိုနေပါတယ်။ Chelsea သင်ကမန်ယူတောင်ပံကစားသမား Garnacho ကိုအပိသက်ဝယ်ယူခွင့်မှာစာချုပ်မျိုးနဲ့ငှားခေါ်ယူဖို့စီစဉ်နေပါတယ်။ဒါအပြင်မန်ယူအသင်းရဲ့အခြားတိုက်စစ်ကစားသမား Rashford ကိုတော့ ညူကဆယ်အသင်းကစိတ်ဝင်စားနေပြီးအငှားခေါ်ယူဖို့ဆန္ဒရှိနေပေမဲ့မန်ယူအသင်းဘက်ကအပိသက်ရောင်းချလိုနေပါတယ်။လီဗာပူးအသင်းနောက်ခံလို့ကွန်ရှက်ကိုခေါ်ယူဖို့လီဗာကူစင်အသင်းနဲ့အပြိုင်စပါအသင်းကလည်းကြိုးစားလာခဲ့ပါတယ်။လီဗာပူးကတော့ကွန်ရှက်ကိုဆုံးရှုံးခဲ့ရပါကဖဲလစ်အသင်းနောက်ခံလို့ဂူဟီကိုပေါင်တန်း40လောက်နဲ့အရပြန်လည်ခေါ်ယူသွားမှာဖြစ်ပါတယ်။အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့လက်ရှိလီဗာကူစင်ကွင်းလည်လူရှာကာကတော့ AC Milan အသင်းကခေါ်ယူဖို့အတွက်လီဗာကူစင်နဲ့ဆွေးနွေးနေပါတယ်။ ကစားသမားကတော့ AC Milan ကိုပြောင်းရွှေ့ဖို့လမ်းဖွင့်ထားပါတယ်။ Arsenal နဲ့ Arsenal အသင်းနဲ့ Spurs အသင်းတို့ကတော့ Brentford အသင်းတိုက်စစ်မှု Wolves ကိုခေါ်ယူလို့နေသလို Fenerbahce, Forest နဲ့ Galatasaray တို့ကလည်းအဆိုပါတိုက်စစ်မှုကိုစိတ်ဝင်စားနေပါတယ်။ Man City တနည်းပြ Guardiola ကတော့အသင်းကနေထွက်ဖို့သတင်းထွက်နေတဲ့ဝိုင်းရင်ကွင်းလေလူဂန်တိုဂန်ကိုအသင်းမှာဆက်ထိမှုစူးစမ်းသွားမှာဖြစ်ပါတယ်။ West ကို Liverpool အသင်းထံဆုံးရှုံးလိုက်ရတဲ့ Bayern Munich ကတော့နောက်ထပ်ပြတ်မှတ်အဖြစ်ဗီလာတိုက်စစ်ကစားသမား Roger ကိုစိတ်ဝင်စားနေပါတယ်။ ဂျီနိုဟာနောက်ခံသူဒီဝင်တာကိုပရီးမီးယားလိအသင်းတွေဖြစ်တဲ့ဖဲလစ်နဲ့ဝက်ဆန်တို့ကအခေါ်ယူလို့နေသလိုအင်တာကလည်းအပြိုင်ကြိုးစားသွားမှာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်သင်္ကာရိုစပော့တင်နောက်ခံလို့ဒီယိုမန်ဂျီကိုအဓိကပြမှတ်အဖြစ်သတ်မှတ်ထားပြီးယူရိုအသန်း60လောက်နဲ့စတင်ကန့်ထမ်းဖို့ရှိနေပါတယ်။ဘိုင်မြူးနဲ့အသင်းကဘီဘာအိုတိုက်စစ်ကစားသမားဝီလျံကိုကြိုးစားခဲ့ပြီးမဲ့အဆင်မပြေခဲ့ကြောင်းသတင်းရရှိပါတယ်။ဘိုင်မြူးနဲ့အသင်းကအေစီမီလန်တာဝန်ကစားသမားရာဖေးလီယိုကိုရွေးချယ်စရာတက်ခုအနေနဲ့စဉ်းစားနေပါတယ်။ စာနေထွက်သွားတဲ့တောင်ဝင်တိုက်စစ်နေရာအတွက်လက်ရှိမှာတော့စပိန်လာလီဂါကလပ်အက်သလက်တီကိုဗီပါအိုတောင်မှကစားသမားနီကိုဝီလီယံကိုခေါ်ယူဖို့စဉ်းစားနေပေမဲ့ကစားသမားကဘာစီလိုနာကိုပဲပြောင်းရွှေ့ဖို့ဆရာထက်တန်နေရာကြောင့်ရာဖေးလီယိုကိုပြန်လည်စိတ်ဝင်စားလာတာဖြစ်ပါတယ်။လာမင်းရမယ်ရွှေဘော်လုံးစုရှင်ဖြစ်လာခဲ့တဲ့ဆိုကင်းရင်ဆိုတဲ့ post မှာတော့လူငယ်ရွှေဘော်လုံးစုနဲ့ပတ်သက်ပြီးဒွိဟာဖြစ်မှုလေးတွေတွေ့မြင်ခဲ့ရပါတယ်ရှင်။လူငယ်ရွှေဘော်လုံးစုဆိုတာ Golden Point Award မဟုတ်ပါဘူး။ရွှေဘော်လုံးစုပေးပွဲနေ့မှာပေးရချီးမြှင့်နဲ့ Copa Trophy ကိုညွှန်းဆိုတာပဲဖြစ်ပါတယ် Golden Point Trophy ကရွှေဘောလုံးနဲ့ဆင်တူတာကြောင့်အမှန်မှားသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် Copas လို့ခေါ်တဲ့လူငယ်ရွှေဘောလုံးစုကတော့2018မှာစတင်ပြည့်ခဲ့တာဖြစ်ပြီး Mbappe ကပထမဆုံးဆုတ်ခွထားပါတယ်။ရာမဲကတော့မနစ်ကဆုရှင်ဖြစ်ပြီးဘယ်သူမှဒကြိမ်ထက်ပိုပြီးမဆုတ်ခွထားနိုင်သေးပါဘူး။ Golden Point ဆုနဲ့ Matura ကဒီဆုကိုဒကြိမ်ထက်ပိုပြီးဆုတ်ခွနိုင်ခွင့်ရှိတာပါ။ရာမဲကတော့အခုနေ့ရွှေဘောလုံးစုကြီးကိုရောလူငယ်ရွှေဘောလုံးစုကိုပါရဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားတာပဲဖြစ်ပါရဲ့ရှင်။မန်စီးတီးတင်းကတော့ပရီးမီးယားလိအဖွဲ့ချုပ်ကချမှတ်ထားတဲ့စီးမြင်တစ်ခုကို၉ချိန်အထိချိုးဖောက်ခဲ့တာကြောင့်ဒဏ်ငွေအဖြစ်ပေါင်တသန်းပြစ်ဒဏ်ကျခံရမှာဖြစ်ပါရဲ့။အခုလောလောဆယ်တော့ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ဆင်နွှဲနေတဲ့မန်စီးတီးတင်းက2024-25ရာသီမှာစိတ်ပြတ်စရာအခြေအနေဆိုရင်းနဲ့ရင်းဆိုင်ခဲ့ရပြီးပရီးမီးယားလိအဆင့်၃နေရာသာရပ်တည်ခဲ့သလို2016-17ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ဖလားလက်မဲ့ဖြစ်ခဲ့ပါရဲ့။ မန်စီးတီးအတွက်စိတ်ပြည့်စရာအနေအထားတွေကတော့မပြီးဆုံးသေးပဲအခုလည်းပရီးမီးယားလိရဲ့စီးမြင့်တစ်ခုကိုအချိန်ချင်းချိုးဖောက်ခဲ့လို့ဒဏ်ငွေချမှတ်ခံခဲ့ရပါပြီပရီးမီးယားလိအဖွဲ့ချုပ်ကချမှတ်ထားတဲ့စီးမြင့်နေတဲ့ကတချက်ကတော့ပရီးမီးယားလိပွဲစဉ်တွေမှာကလပ်အသင်းတိုင်းကပွဲစတင်ချိန် kick off နဲ့ဒုတိယပိုင်းပြန်ဆတဲ့အခါကွင်းထဲကိုအချိန်မီဝင်ရောက်ရမှာဖြစ်ပြီးတော့မဟုတ်ရင်တော့ဒဏ်ငွေကြခံရမှာပါတကယ်လို့အသင်းသတင်းကအဲ့ဒီစီးမြင့်ကိုအချိန်ချင်းချိုးဖောက်မယ်ဆိုရင်ဒဏ်ငွေပမာဏကိုလည်းတိုးမြင့်သတ်မှတ်သွားမှာဖြစ်ပါတယ် မန်စီတီတင်ကားဗရမအကြိမ်စီမင်းချိုးဖောက်ခဲ့မှုအတွက်ပေါင်၄000ပြည်တန်ချမှတ်ခံခဲ့ရတယ်လို့အကြိမ်ကြိမ်လိုက်နာမှုရှိရာကြောင်းပေါင်၃သိန်း၉000အထိတိုးမြင့်ခံခဲ့ရပါတယ်။မန်စီတီတင်ကားတော့သူတို့ရဲ့အပြုမှုပေါ်တောင်းမန်စကားဆိုခဲ့တယ်လို့စီမင်းတိုင်းအထိကြလိုက်နာဖို့ကစားသမားတွေနဲ့ဝန်ထမ်းတွေကိုအတိပေးသွားမှာဖြစ်တယ်လို့ပရီးမီယာလိဖွဲ့ချုပ်စီကြောင်းပြန်ခဲ့ပါတယ်။ဒါပေမဲ့မန်စီတီအသင်းကအခုလိုစီကံချိုးဖောက်တာကအခုမှပထမဦးဆုံးအကြိမ်မဟုတ်ဘဲ2023-24ရာသီတုန်းကလည်း kick off နဲ့ ဒုတိယပိုင်းပွဲကစားချိန်အတွင်းကွင်းထဲကိုအချိန်မီမဝင်တာက22ကြိမ်အထိရှိခဲ့လို့ဒဏ်ငွေပေါင်နှစ်တက်သမ3.6တန်းအထိချမှတ်ခံခဲ့ရဘူးတာပဲဖြစ်ပါရဲ့ရှင်။အာဆင်နယ်တင်းကွင်းလေကစားသမားပါတီကတော့အတင်းနဲ့စာချုပ်တဲ့ကိစ္စဆွေးနွေးမှုအဆင်ပြေခဲ့တာကြောင့်လာမယ့်ရာသီအမရိမာဆက်ရှိဖို့ပြေချသွားခဲ့ပြီပဲဖြစ်ပါရယ်။ပါတီကလွန်ခဲ့တဲ့2020ကလေးကအက်သလက်တီကိုမက်ထရစ်အတင်းထံကနေပေါင်55တန်းနဲ့ပြောင်းရွှေ့လာခဲ့သူတယောက်ဖြစ်ပြီးတော့အာဆင်နယ်အတွက်169ပွဲကစားသွင်းကိုကိုကိုအထိဖန်တီးယူထားပေးသူတယောက်ဖြစ်ပါရယ်။ ပြီးခဲ့တဲ့ရာသီဒံယာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ပါတီကအသင်းကြီးပြအာတီတာရဲ့အားထားရဆုံးကွင်းလည်လူတယောက်ဖြစ်နေစေဖြစ်ပြီးအသင်းဘက်ကအစာချုပ်တဲ့ထမှန်ချုပ်ဆိုဖို့ဇက်တိုက်စူးစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ပါတီကတော့ sorry ကလပ်အသင်းချုပ်ရဲ့ကမ်းလှမ်းမှုရရှိထားသူတယောက်ဖြစ်ပြီးအကဲ၍ပါတီသာအသင်းမှာဆက်ရှိနေခဲ့ပါကအဆိုစီတက်ကွင်းလည်လူဆူပီမန်ဒီရဲ့အပြောင်းအရွှေ့ကအနေငယ်မတိကျမရေရာမှုတွေနဲ့ရင်ဆိုင်လာရအောင်မှာပဲဖြစ်ပါတယ်ပရိသတ်ကြီး။ အခုဆက်လက်တင်ဆက်ပေးချင်တာကတော့ Man United အသင်းကြီးပြအမိုးရင်ကယာတီချိုအမေရိကန်ခေးစင်မှာတိုက်စစ်စားသမားတွေဖြစ်တဲ့ဂါနာချိုရာရှိုဆန်ချိုနဲ့အန်တိုနီတို့ကိုချန်လက်ထားခဲ့ပွဲရှိနေပါတယ်။ Man United အသင်းကလာမယ့်ဇူလိုင်မှာယာတီချိုခြေစမ်းပွဲတွေကစားဖို့အမေရိကန်နိုင်ငံကိုထွက်ခွာမှာဖြစ်ပြီးလူစင်းကလည်းချန်လက်ခံထားမယ့်သူတို့တွေကအသင်းတင်မရခဲ့ရင်ခရင်တန်လေးချင်အကွင့်မှာတအူးတဲ့လေးချင်မှုတွေပြုလို့ရတော့မှာပါ။ ဘော်တူကီလူမျိုးနီးပြအမွေရင်ကမန်ယူနိုက်တက်အသင်းကိုယာတိအစကတည်းကစတင်ကင်ကြွယ်ရမယ်။လာမယ့်ယာတိမတန်ခင်အသင်းကိုကြီးကြီးမားမားပြောင်းလဲမှုတွေလုပ်ဖို့ရှိနေပါတယ်။အမွေရင်ကမန်ယူနိုက်တက်အသင်းအတွက်အသက်ပါပေးပြီးကစားမယ့်ကစားသမားတွေသာလိုချင်နေပြီးဆန်ချိုရက်ရှ်ဖို့အန်တိုနီနဲ့ဂါနာချိုတို့ကိုအသင်းတက်အသုံးပြုဖို့မရှိတော့ပါဘူး။လရှိချိန်မှာဆန်ချိုကနာပိုလီအသင်းထံပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိထားပြီးအန်တိုနီကိုဘက်တစ်အသင်းကပြန်လည်ခေါ်ယူခြင်းနေသလိုရက်ရှ်ဖို့ကိုနျူကာဆယ်အသင်းကအစီအဝင်စားနေပါတယ်။ မန်ယူတိုင်းရဲ့အသင်းကတော့အမေရိကန်ယာတီအချုပ်ခီးစင်မှာဝက်ဆန်ဘုံမောက်အေဗာတန်အသင်းတို့နဲ့ရှင်ပြန်ရမှာပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ဥယောင်နဲ့ဝေဒနာကြောင့်အမ်ဘာပေစေုံတက်နေရတယ်ဆိုတဲ့သတင်းလေးကိုလည်းဆက်ပြောပြကြပါမယ်။ရီယယ်တင်တိုင်းစစ်မှုအမ်ဘာပေကဥယောင်နဲ့ဝေဒနာကြောင့်စေုံတက်နေရတယ်လို့သိရပါရယ်။အမ်ဘာပေ26နှစ်ကအဖျားယောဂါကြောင့်ပြီးခဲ့တဲ့အင်ကာနီကရီယယ်အသင်းရဲ့လေ့ကျင့်မှုအစီအစဉ်မှာမပါဝင်ခဲ့သလိုနောက်တည့်ရက်မှာကစားခဲ့တဲ့ကလပ်ကဘာဖလားအုပ်စုဖွင့်ပွဲစဉ်ကိုလည်းလွှဲချော်ခဲ့တာပါ။ သူရဲ့အခြေအနေကိုဇွန်16ရက်မှာရီရဲ့အသင်းကအထုတ်ပြန်ခဲ့ပြီးဦးရောင်နေရာကြောင့်စေယုံတက်ခါစစ်ဆေးမှုတွေပြုလုပ်နေရတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကြောင့်အန်ပါပီအနေနဲ့ပါချူကအသင်းနဲ့ကစားမယ့်ပွဲမှာလည်းရီရဲ့အသင်းအတွက်ပါဝင်ကစားနိုင်မှုမသေးချဘူးလို့လည်းသိရတာပဲဖြစ်ပါရဲ့ရှင်။ဆလဘီဒါဝင်နူနက်စ်နဲ့ခီယစ်စတာတို့နာပိုလီကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရထားပြီးလို့သတင်းတွေထွက်တဲ့ဆိုအကြောင်းလေးကိုပြောပြချင်ပါတယ်။လီဗာပူးတင်းရဲ့တိုက်စစ်မှုဒါဝင်နူနက်စ်နဲ့ တောင်မန်ကစားသမားခီရဲစာတို့ကနာပိုလီသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရထားပြီလို့သတင်းတွေထွက်လာခဲ့ပါတယ်။ဒီကစားသမားနှုတ်စလုံးကလီဗာပူးအသင်းရောင်းထုတ်ဖို့ဈေးကွက်တင်ထားတဲ့ကစားသမားတွေလည်းဖြစ်ပါတယ်။ဥရုဂွေးတိုက်စစ်မှုဒါဝင်နူနက်စ်ကဂိုးတန်ဆိုင်ကြာဆင်းနေတယ်လို့အီတလီတောင်မန်ကစားသမားခီရဲစာကလည်းတရားပြဿနာနဲ့အတူခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့်လီဗာပူးအသင်းကရောင်းထုတ်ဖို့စဉ်းစားနေရပါ။အခုတော့သူတို့နှုတ်စလုံးကနာပိုလီအသင်းကိုပြောင်းရွှေ့ကစားဖို့ခေါင်းညှိထားပြီလို့သိရပါတယ်။ နာပိုလီအသင်းကနီးပြကွန်တီအလိုကြားအသင်းကိုအားဖြည့်ပေးဖို့အစီအစဉ်နေရာကြောင့်ဒေါဝင်နူနက်စ်နဲ့အခေအစာတို့ကိုခေါ်ယူဖို့ကြိုးစားနေရဖြစ်တယ်လို့လည်းသုံးသပ်သိရှိရတာပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ PFA အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ဇကာတင်ကစားသမား6ဦးစင်ထုတ်ပြန်တယ်ဆိုတဲ့သတင်းလေးပါ။ Professional ဘောလုံးကစားသမားများအဖွဲ့အစည်း PFA က2025ခုနှစ်အတွက် PFA အကောင်းဆုံးလူငယ်ကစားသမားဆုချီးမြှင့်ဖို့ဇကာတင်ကစားသမား6ဦးစင်ကိုကြာတာရင်းဒီမှာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစကားတဲ့ကစားသမား6ဦးစီမှာအာဆင်နယ်နဲ့ဘုံမောက်ကစားသမား2ဦးစီပါဝင်ကအများဆုံးဖြစ်ခဲ့ပြီးတော့ H1 နဲ့ Aston Villa က2ဦးစီပါဝင်ခဲ့ပါတယ်။ပါဝင်ခဲ့တဲ့ကစားသမားတွေက Nwaneri, Skelly Arsenal, Husan, Kagas ဘုံမောက် Dilef Ishwas နဲ့ Morgan Rogers Aston Villa တို့ပါ။ PFA ကပြီးခဲ့တဲ့ရာသီမှာကစားသမားတွေကိုစားပြုကစားခဲ့တဲ့ကလပ်အသင်းတွေနဲ့သာရှင်တွဲဖော်ပြခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ Dilef က Chelsea, Husan က Real Madrid ကိုရောင်းနေပါပြီ။ PFF ကစုချင်းမြင်ပွဲအခမ်းအနားကိုတော့ဩဂတ်လ19ရက်မှာပြုလုပ်သွားမယ်လို့လည်းအတည်ပြုကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က PFF အကောင်းဆုံးလူငယ်ကစားသမားစုကိုချယ်ဆီကစားသမားပါမောက်ကရရှိခဲ့ပါတယ်။နောက်ဆုံး၁၀စုနှစ်အတွင်းမှာအင်္ဂလန်ကစားသမားတွေက၉ချိန်ရရှိပြီးပြည်ပကစားသမားတွေထဲကဂျာမန်ကစားသမားစာနေတိုးသာရရှိခဲ့ပါတယ်။ဒီနှစ်စကားတင်စီးမှာလည်းအင်္ဂလန်ကစားသမား၄ဦးပါဝင်နေပြီးစပိန်ကစားသမား၁ဦးနဲ့ဟန်ဂေရီကစားသမား၁ဦးပါဝင်နေတာပဲဖြစ်ပါရဲ့ရှင်။ အခုဆက်လက်ပြီးတော့ဒီနေ့ညမှာတော့ချဲစီပွဲရှိပါတယ်။ပြိုင်ဘက်ကဖလာမင်ဂိုအသင်းဖြစ်ပြီးချဲစီကစားသမားဟာဖိလစ်ပီလိုဝစ်ကိုင်းထွေနေတဲ့အသင်းကောင်းကိုရင်ဆိုင်သွားရမှာပါ။ဒီအုပ်စုမှာလည်းဖလာမင်ဂိုအသင်းကအမကျော်ဆုံးအသင်းဖြစ်ပြီးအခက်ခဲဆုံးအသင်းလည်းဖြစ်လာပါလိမ့်မယ်။ပွဲချိန်ကလည်းနည်းနည်းဆော့တော့ကြည့်ရတာအဆင်ပြေမဲ့အချိန်မှာပဲ။ချက်စီတဲ့ရဲ့ဘရာဇီးကွင်းတဲ့လူအန်ဒရီဆန်စတိုကလာမဲ့ဖလာမင်ဂိုအသင်းနဲ့ကလပ်ကမ္ဘာဖလားအုပ်စုဒုတိယပွဲစဉ်မှာချက်စီတဲ့ကစားသမားဘဝ ပထမဆုံးဖလားပြိုင်ပွဲမှာပွဲဥထွက်ကစားခွင့်ရဖို့မျှော်လင့်ထားတယ်လို့လည်းသိရပါဗျ။အန်ဆိုမော်ရက်စ်ကကအခုလောလောဆယ်မှာတော့ဒဏ်ရာရထားတဲ့ကစားသမားတွေမရှိသေးပါဘူး။ဒါပေမဲ့ကလပ်အသင်းများကမ္ဘာဖလားပြိုင်ပွဲဟာပြိုင်ပွဲတစ်ခုဖြစ်တာကြောင့်ကျွန်တော်တို့က၃ရက်ကိုတပွဲနှုန်းရှင်းပြနေရပါတယ်။ဒါကြောင့်ကစားသမားတွေကိုအလှည့်ကျအသုံးပြုမှပဲအဆင်ပြေပါမယ်။ပွဲစဉ်တိုင်းကိုအယောက်၁၀ရောက်၁၁ရောက်အလှည့်ကျကစားမယ်လို့ဆိုလို့ကျွန်တော်မဟုတ်ပါဘူး။တပွဲကို၃ရောက်၄ရောက်၅ရောက်အပြောင်းအလဲပြုလုပ်ကစားရပါလိမ့်မယ်။ သုံးရတပွဲတိုင်းကိုလူဆက်တယောက်ပြောင်းလဲမပြုတ်လို့ပဲမဖြစ်နိုင်ပါဘူးဗရမပွဲကလေးကကျွန်တော်တို့ကအလဲကျကစားတာကိုပြုတ်လုခဲ့ပါတယ်ရိုမီယိုလာဗီယပ်နဲ့ရီဂျ်ဂျိန်းတို့ကိုမိနစ်ငင်းငယ်လောက်နားပေးနိုင်ခဲ့သလိုတရားဒီလုံးကစားခဲ့ရတဲ့မွိုင်းစကိုင်စီတို့ရဲ့နေရာမှာဒါရီယိုအဆူကိုကိုအစားထိုးနိုင်ခဲ့ပါတယ်ချယ်ဆီဒီညရင်ဆိုင်ရမယ့်ဖလာမင်ဂိုအသင်းကတော့ဒီအုပ်စုထဲမှာအမကျော်ဆုံးအသင်းဖြစ်နေတယ်ပြီးခဲ့တဲ့ပွဲမှာလည်းသူတို့က Aspirants ကိုနှစ်ဂိုးပြန်နေနိုင်ရထားတယ်ဒီချက်ကနည်းနည်းတော့သတိထားရပါလိမ့်မယ်ဘာလို့လဲဆိုတော့ ဒီအုပ်စုထဲမှာချဲစီအတွက်ရင်ဆိုင်ရမှာခတ်မဲ့အတင်းကဖလာမင်ဂိုအတင်းဖြစ်နေလို့ပါပဲချဲစီတင်းရဲ့ကစားသမားဟောင်းဖီလီပီလူးဝစ်ကိုင်တွင်နေအတင်းလည်းဖြစ်နေတယ်အဲဒီအတင်းမှာကစားသမားဟောင်းဂျော့ဂျင်ညိုလည်းရှိနေတယ်ဒီချက်ကအချဲစီအတွက်နင်းနေတော့ဂယူဆိုင်ရမယ်သဘောပါပဲဗလာစီကလပ်တွေကအခြေစမိုင်းတော်တော်လေးကောင်းတဲ့သဘောရှိပါတယ်ပြောရမယ်ဆိုရင်ဒီညပွဲကတကယ်ကိုစိတ်လှုပ်ရှားမှုပေးစွမ်းဝဲပွဲပါပဲခတ်တာကကို့အတင်းမှာတာဝန်ကစားသမားကောင်းကောင်းမရှိတာအားများတဲ့အချက်ပါပဲမာတူကီကိုကျွန်တော်တို့အားကိုးလို့မရဘူး Josh ကလည်းပွဲထွက်ခွင့်ပုံမှန်ပေးဖို့အဆင်သင့်မဖြစ်သေးဘူး။ညတောင်မန်က Nacto တယောက်ပဲအားကိုးလို့ရတဲ့အချိန်ဒီမှာ Chelsea အသင်းရဲ့ဘဲတောင်မန်တိုက်စစ်ကတောင်မန်ကစားသမားကောင်းကောင်းကိုလိုအပ်နေပါတယ်။တောင်မန်တွေကိုအားကိုးတဲ့ကစားပုံ ဖြစ်တဲ့အတွက်တောင်မန်ကစားသမားကောင်းမရှိရင်တော့အများကြီးမမျှော်လင့်တာကောင်းပါတယ်။အမြင့်နဲ့အပိနေကြပေါက်တဲ့ကြီးအာဆင်နယ်ကချယ်ဆီတင်းရဲ့တာဝန်ကစားသမားမာတူကီကိုခေါ်ယူချင်နေပြီးစိတ်ဝင်စားစောင့်ကြည့်နေပါတယ်။တစ်ဖက်မှာလည်းချယ်ဆီတင်းကဂျီနီယာဒီဈေးကွက်မှာတာဝန်ကစားသမား၂ယောက်လောက်အထိအားဖြစ်သွားဖို့ရှိနေတဲ့အတွက် လက်ရှိအသင်းမှာရှိတဲ့တိုးတက်မလာတဲ့ကစားသမားတွေကိုရှင်းထုတ်ချင်နေရပါဒီထဲမှာမာတူကီလည်းထိတ်ဆုံးကနေပါဝင်နေပါတယ်ဒါပြင်တခြားသောကစားသမားတွေကိုလည်းအများကြီးရှင်းထုတ်ရအောင်ပါအာဆင်နယ်အသင်းပြင်ညူကာဆယ်ဝက်ဆန်တို့ကလည်းမာတူကီကိုစိတ်ဝင်စားမှုရှိနေပါတယ်ဆာဗီယာကိုသမားပါထရိုဖစ်အနေနဲ့ Chelsea အသင်းကိုပြန်လည်ရောက်ရှိပြီးတဲ့နောက်နီးပြအန်ဆိုမာရက်စကာနဲ့ဆွေးနွေးတဲ့နေရာမှာအဆင်မပြေဖြစ်ခဲ့တာကြောင့်အသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာမပါဝင်တော့ပဲရောင်းချခံရတော့မှာဖြစ်တယ်လို့တူရကီသတင်းတောင် ရာကင်းဆမ်ပွန်ကိုချ်ကလူကဆိုပါတယ်။ပက်ထရိုဖစ်ကကျွန်တော်ကိုနံပါတ်၁ကိုသမနေရာအတွက်အာမခံချက်တစ်ခုပေးနိုင်ရင်အသင်းမှာဆက်နေပြီး CWC ပြိုင်ပွဲကိုလိုက်မယ်လို့ပြောခဲ့ပေးမယ်။မာရက်စကာကဆိုပါတောင်းဆိုချက်ကိုညှဉ်းဆန်ခဲ့ပြီးဇက်တိုက်ဆိုသလိုချက်စီဘက်ကလည်းရောင်းချဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။မာရက်စကာအနေနဲ့ရောဘတ်ဆန်ချက်စ်ကိုသာနံပါတ်၁ဖြစ်ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပြီးတော့မိုက်ပန်ဒါစ်ဂျော့ဂျစ်ဆန်တို့မှလည်းစပိန်ကိုသမားကြော်ဖြတ်ဖို့အတွက်မလွယ်ကူသေးပါဘူး။ ရီယယ်မန်ထရစ်အသင်းနဲ့အဲဟီလာအသင်းတို့ရဲ့ပွဲစဉ်ကတော့တကိုးစီတင်းနဲ့ပြီးဆုံးခဲ့ပါတယ်။ပွဲပြီးမှာရီယန်နီပြတဲ့ဇာဗီအလွန်ဆိုကအမေရိကန်နေရာသီဥတုအကြောင်းကြီးတွားခဲ့ပါတယ်။ဒီရာသီဥတုကအမတန်မှပူပြင်းကြောင်းသူကစားသမားတချို့ကဒီအပူချိန်ကြောင့်နာကျင်မှုတွေကိုခံစားခဲ့ရကြောင်းဗင်နီစီယားဆိုရင်ကြွက်သားတန်းရအနေငယ်ပါခံစားခဲ့ရကြောင်းစသဖြင့်ရုတ်တရက်ကြည့်ရင်စင်ကြေတွေလို့ထင်ရပေမယ့်အစစ်စစ်တွေးကြည့်ရင်တော့ဘောလုံးပွဲတစ်ပွဲမှာရာသီဥတုရဲ့တက်ရောက်မှုဆိုတာတကယ်ရှိပါတယ်။ကို used to ဖြစ်နေကြရာသီဥတုမျိုးမဟုတ်ရင်အနေနဲ့အများယုံခံရလိမ့်ရှိပါတယ်။ ကမ္ဘာပေါ်မှာနိုင်ငံပေါင်း200ကျော်ရှိပြီးတိုက်ကြီး9တိုက်ရှိပါတယ်။အဲ့ဒီနိုင်ငံတွေတိုက်တွေကအပူပိုင်းစုံ A ပိုင်းစုံတမာပိုင်းစုံစသဖြင့်ကွဲပြားပါတယ်။ရောပါတိုက်က A ပိုင်းစုံနဲ့မှပါပြီးတော့အာဖရိကအရှေ့လေပိုင်းဒေသနဲ့မြောက်အမေရိကတိုက်တွေကတော့အပူပိုင်းစုံနဲ့မှဖြစ်ပါတယ်။ဂျန်နေဒေသတွေကတော့အပူအေးများတဲ့တမာပိုင်းစုံဖြစ်တယ်လို့စာရေးသူမှတ်သားဖို့ပါတယ်။အကစားပြောင်းဝင်ဆိုတာကလည်းအခန်းတစ်ခန်းထဲမှာအဲ့ဒီအဲကွန်ဖွင့်ပြီးတော့ကစားလို့ရတဲ့အမျိုးမှမဟုတ်တာတကယ်မြေပြင်ရာသီဥတုအောက်မှာ ပူတယ်အေးတယ်စင်ကြယ်တက်ခွင့်မရှိပဲရှင်ပြန်ကစားရတာပါအပူပိုင်းဒေသနဲ့အသားကျနေတဲ့အသင်းတွေကစားသမားတွေကအေးပိုင်းဒေသကိုသွားခံရတဲ့အခါပြဿနာသိမ်းမရှိပေမဲ့ဥရောပလိုအေးပိုင်းဒေသမှာဘောလုံးကစားရတာကိုအသားကျနေတဲ့အသင်းတွေကစားသမားတွေကတော့ပူပြင်းတဲ့ဒေသမှာကစားရတဲ့အခါရုန်းကန်ရတတ်ပါတယ်ဒါကလူခဏာကိုဒေသတွေရဲ့ဖွဲ့စည်းပုံလုံးလုံးပုံတုံ့ပြန်ပုံနည်းနဲ့လဲဆိုင်ပါလိမ့်မယ်ဆိုတော့ American ပြည်ထောင်စုကဥရောပသားတွေဥရောပကလပ်တွေတတ်တော့ဘောလုံးကစားလို့သိကောင်းတဲ့နေရာမဟုတ်တာအသေးချာပါပဲ။ အထူးသဖြင့်လက်ရှိ Club World Cup တွေပွဲစဉ်တွေကစားနေတဲ့မိုင်ယာမီ၊အတလန်တာတို့လို American တောင်ပိုင်းမြို့တွေကအမြောက်ပိုင်းမြို့တွေထက်ပိုပူပါတယ်။2025ခုနှစ်အတိုင်းထွာချက်တွေရ American တောင်ပိုင်းရဲ့ပြည်မြောက်အပူချိန်က28 degree Celsius အထိရှိပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကတော့28 degree Celsius ပါ။ဒါကြောင့်မြန်မာနိုင်ငံဤသူပူတဲ့ဒေသလို့ပြောလို့ရပါတယ်။ဥရောပသားတွေအတွက်တော့ပူပြင်းလုံးလို့ချွေးတပြိုက်ပြိုက်ကြတတ်တဲ့အပူချိန်မျိုးဖြစ်ပါတယ်။ပုံမှန်ထက်ပိုပူတဲ့ရာသီဥတုအောက်မှာကစားရတဲ့အခါပုံမှန်ထက်ပိုပင်ပန်းပါတယ်။ ပုံမှန်ထက်ပိုးမင်းမန်းတဲ့အခါစွမ်းဆောင်ရည်လည်းပုံမအောက်ကိုကြာစင်းစေပါတယ်။အရှိလေပိုင်းကလပ်အဟီလည်းမြောက်အမေရိကကလပ်မွန်တာရီနဲ့တောင်အမေရိကကလပ်ဖလူမင်းနစ်အသင်းတို့ကကိုယ်တိုင်ရန်ကြီးမာတဲ့ဥရောပအသင်းကြီးတွေဖြစ်တဲ့ Real Madrid, Inter Milan နဲ့ Dortmund တို့ကိုအသီးသီးတရေခန့်စကားသွားကြတဲ့နေရာမှာသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်အပြင်ပူပြင်းတဲ့ရာသီဥတုကလည်း Factor တစ်ခုအနေနဲ့ပါဝင်နေတယ်ဆိုတာဘယ်သူမှငြင်းလို့မရတဲ့အချက်ပါပဲ။ အခုကလကဘာဖလာအပြင်လာမယ့်2026ခုနှစ်ကဘာဖလာပြိုင်ပွဲရဲ့ပွဲချိန်အများစုကတော့ American ပြည်တော်စုမှာပဲရှင်ပြန်ကစားသွားမှာပါ။အဲဒီထဲကပွဲစဉ်အများစုကိုလည်းပူပြင်းပါတယ်ဆိုတဲ့ American တောင်ပိုင်းမှာကစားသွားမှာဖြစ်ပါတယ်။ကာတာကဘာဖလာတုံးကလိုမျိုးကွင်းတွင်းလေးပေးဆက်ကြီးတွေထားရှိပေးမလားဆိုတာကတော့မသေချာသေးပေမယ့်လက်ရှိအချိန်ထိတော့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။ဒါဆိုရင်တော့အာရှတိုက်ကအသင်းနဲ့အာဖရိကတိုက်အသင်းနဲ့အမေရိကတိုက်နှစ်တိုက်ကအသင်းတွေအတွက်အားသာချက်ဖြစ်လာနိုင်ပါတယ်။ ဥရောပအသင်းတွေကတော့ရုံးပေအောင်တော့ပေါ့ပင်ပန်းပေအောင်တော့လို့ဆိုရမှာပါပဲတက်ဆက်ထဲမှာကကမ္ဘာအပူပြင်းဆုံးတိုက်ဖြစ်တဲ့အာဖရိကတိုက်အသင်းတွေအနေနဲ့မထစ်မှတ်ထားတာတွေကိုလုပ်ပြနိုင်မလားဆိုပြီးတော့လည်းမျှော်လင့်မိပါတယ်ရှင်အခုဆက်လက်ပြောပြပေးချင်တာကတော့လေးပွဲပယ်ခံထားရတဲ့ဟာရီယာရဲ့အကြောင်းလေးပါဘုကဆုနီယာအသင်းမှာတွားရောက်ကစားနေတဲ့မန်ယူအသင်းကွင်းလယ်လူဟောင်းဟာရီယာတယောက်လေးပွဲ ပဲ့ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။ပြီးခဲ့တဲ့ဘင်ဖီကာနဲ့ကမ္ဘာကလပ်ပွဲစဉ်မှာဟာရီယာတယောက်ကွင်းလယ်ဒိုင်းနီနဲ့ပြဿနာတက်ခဲ့တာကြောင့်တခြားသင်းပေါ်တုံးနဲ့တူအခုလိုလေးပွဲပဲ့ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ဟာရီယာကအဆိုပါပွဲမှာပါဝင်ကစားခဲ့ပေမယ့်ဒဏ်ရာကြောင့်ပွဲစမိနစ်20မှတိုင်လူစားလဲခံခဲ့ရသူတယောက်ဖြစ်ပြီးဒုတိယပိုင်းမစခင်မှာကွင်းလယ်ဒိုင်းကိုစောတကတက်ခဲ့တာကြောင့်အသင်းပေါ်တုံးနဲ့တူကွင်းပြင်ထုတ်ခံခဲ့ရပါတယ်။အဆိုပါပွဲမှာဟာရီယာရဲ့ဘိုကချူနီယာကနှစ်ဂိုးပြတ်စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးနှစ်ကိုနှစ်ကိုတည်းရာလန့်နဲ့အဆုံးတက်ခဲ့ပြီးနှစ်သိန်းစလုံးအနီကပ်တွေကိုစီပြတာခံခဲ့ရတာလည်းဖြစ်ပါရဲ့ရှင်။ချက်မြန်လီဖလာရထားတဲ့ PSD အသင်းကိုဘရာဇီးကလပ် Botafogo အသင်းက1-0နဲ့အနိုင်ယူခဲ့ပါတယ်။အဲ့ဒီပွဲပြီးမှာတော့ Botafogo အသင်းခေါင်းဆောင် Marlon Fratic က PSG ကအရန်ကောင်းတဲ့အသင်းမှာကျွန်တော်တို့အများကြီးပေးဆက်ကစားရမယ်။ကြိုးစားရမယ်ဆိုတာသိခဲ့ပြီးသားပါ။လူများစုကဒီပွဲမှာကျွန်တော်တို့အသင်းကအနိုင်ရဖို့တရားခိုင်နှုန်းရှိတယ်လို့ပြောကြပါတယ်။ ကျွန်တော်တို့တက်တော့အဲ့ဒီတရားကိုင်းတော့ကအတော့ကိုများနေပါပြီကျွန်တော်တို့အတင်းအတွက်မဖြစ်နိုင်တဲ့ဘာမှမရှိဘူးကျွန်တော်တို့ရှုံးနိုင်တယ်နိုင်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အရှုံးမပေးပါဘူးဒီနိုင်ပွဲကအကြီးမားပါတယ်ဒါပေမဲ့ပြိုင်ပွဲကမပြီးသေးပါဘူးကျွန်တော်တို့တမိုင်းတစ်ခုကိုဆက်ပြီးရေးသားရပါအောင်မယ်တောင်အမေရိကချန်ပီယံနဲ့ဥရောပချန်ပီယံတို့ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ Club World Cup ပြိုင်ပွဲကတော့တောင်အမေရိကချန်ပီယံရဲ့နိုင်ပွဲနဲ့အတူပြီးဆုံးသွားခဲ့ပါပြီဒီပွဲစဉ်မှာတောင်အမေရိကချန်ပီယံဘိုဒါဖိုကိုအသင်းက ရောဘတ်ချမ်ပီယံ PSG အသင်းကိုတကူကိုမရှိတဲ့အနိုင်ရသွားခဲ့တာပါ PSG အသင်းကတော့အဖွင့်ပွဲစဉ်မှာ Atletico အသင်းကို၄ဂိုးပြတ်အနိုင်ရခဲ့ပြီးမယ် Botafogo ကိုအသင်းနဲ့အတွေ့မှာတော့ပထမဆုံးရှုံးပွဲတွေ့ကြုံသွားခဲ့ရတာဖြစ်ပါတယ် Atletico အသင်းက FIFA Club ကမ္ဘာဖလားအုပ်စုဒုတိယပွဲစဉ်မှာ Seattle Sounders အသင်းကို၃ဂိုးတကူနဲ့အနိုင်ရခဲ့ပါတယ်အဲဒါကြောင့် Atletico အသင်းကအုပ်စုပွဲစဉ်၂ပွဲကစားပြီးမှရမှတ်၃မှတ်ရရှိထားပြီးတော့ရမှတ်၃မှတ်ရရှိထားပြီးတော့ Subtle Sound အသင်းကတော့ရမမရရှိတဲ့ဂေးရပဲဖြစ်ပါရဲ့ရှင်။ Inter Miami နဲ့ Porto Rico ရဲ့ကလပ်ကမ္ဘာဖလားပွဲစဉ်မှာ Inter Miami ကနှစ်ဂိုးတခုနဲ့အနိုင်ရခဲ့ပါတယ်။ Major League ကလပ်အတွက်အနိုင်သုံးမရစီမဲ့ဂိုးကို Free Kick ကနိလာလာပပသွင်းယူပေးခဲ့သူကတော့ Inter Miami ရဲ့ Captain Lionel Messi ပါပဲ။အခုဆိုရင် Lionel Messi က professional ကစားသမားဘဝမှာတွင်းကိုဖန်တီးမှုပေါင်းအကျဉ်း1250ပြုလုပ်ထားပြီးဘောလုံးသမိုင်းမှာဘယ်သူမှလိုက်မမိသေးတဲ့အမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပါတယ်။ ဒါပြင်အာဂျင်တီးနားသားကြီးရဲ့ free kick သွင်းကိုအရေးအတွက်ကလည်း68ကိုရှိလာခဲ့ပြီးဘောလုံးသမိုင်းမှာသူ့ထက် free kick ကိုပိုသွင်းထားတဲ့ကစားသမားတွေဆိုလို့ပီလီ80ကိုနဲ့ဂျူနီဟို89ကိုတို့ပဲရှိတော့တာပါအင်တာမိုင်ယာမီအတွက်62ပွဲကစားပြီးချိန်မှာဂိုး90ပြေးခဲ့တဲ့မန်စီကဒီပွဲစဉ်အကောင်းဆုံးကစားသမားစုကိုလည်းထက်ထက်တန်တန်သိမ်းပိုက်သွားခဲ့ပါတယ်ဒီနိုင်ပွဲကအင်တာမိုင်ယာမီအတွက်ပထမဆုံးကလပ်ကမ္ဘာဖလားနိုင်ပွဲလည်းဖြစ်လာစေခဲ့ပါတယ်။ပေါ်တိုအသင်းအတွက်ဆာမူအက်ဂါဟိုဝါက ပန်နတင်ကနေအဖွင့်ကိုသွင်ပြီးဥဆောင်ထားပြီးမယ်။အင်တာမိုင်းမီအသင်းကတော့ပြန်လည်ခြေပေါက်ကိုသွင်နိုင်ခဲ့ကမက်ဆီကဖရီကစ်ကနေအနိုင်ကိုရယူပေးသွားခဲ့တာဖြစ်ပါတယ်။ပွဲစဉ်နောက်ပွဲကစားပြီးချိန်မှာတော့အင်တာမိုင်းမီအသင်းကရမတ်လေးမှတ်နဲ့နောက်တစ်ဆင့်တက်ရောက်ဖို့အလားအလာကောင်းနေပိုင်းဆိုင်ထားပါတယ်။နောက်မဲ့ဖာမရက်စ်အသင်းနဲ့ပွဲစဉ်မှာသာမရှုံးနိုင်အောင်ကစားနိုင်မယ်ဆိုရင်16သင်းအဆင့်ကိုတက်ရောက်နိုင်မှာပါ။ကလကဘာဖလာပြန်ဝင်မှာအမှတ်တူနေရင်ဂိုးကွာခြားချက်ကိုကြည့်မှဖြစ်တာကြောင့် ဘာမီယက်စ်အသင်းကိုရှုံးနေခဲ့ရင်တော့မှအင်တာမိုင်ယာမီတို့နောက်တစ်ဆင့်တက်နိုင်ခြင်းရှိပါသေးတယ်။ဒါပေမဲ့အောက်စုဒုတိယရခဲ့ရင်တော့အောက်စုပြီးမှပထမဖြစ်လာဖို့ရှိနေတဲ့ PSG အသင်းနဲ့ဆုံတွေ့ရမှာပါ။ဘာမီယက်စ်ကိုနိုင်ကစားနိုင်မယ်ဆိုရင်တော့တခြားသင်းတွေရဲ့ရလဒ်ကိုစောင့်ကြရမလို့ပဲ PSG အသင်းကိုလည်းရှောင်းနိုင်ကအောက်စုပထမနေရာမှာနောက်တစ်ဆင့်တက်သွားမှာပဲဖြစ်ပါရဲ့ရှင်။အခုလိုမျိုးနိုင်ငံကဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ Follow တင်ကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လေးလုပ်ထားနိုင်ပါရဲ့နော် Follow ချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်